ီနေ့ကတော့ကျွန်တော်တို့နေရာကလည်းအကောင်းဆုံးမှအရည်သွေးကလည်းအကောင်းဆုံးမှလူကျင်တဲ့ဧည့်သည်များအတွက်ဒီနေ့ကျွန်တော်တို့ဒါဆောက်လုပ်တဲ့ဒီဇိုင်းကလည်းတကယ် classic ဖြစ်တဲ့အပြင်ကျွန်တော်တို့ကိုးအုပ်ယိုးတွေစနစ်အုပ်ယိုးတွေတုံးထားတဲ့ 3RC Royal Classic design ကိုမှကျွန်တော်တို့ဒီကနေပြီးတော့ဒါကျွန်တော်တို့မြောက်တကုံရဲ့အဓိက main လမ်းမကြီးပင်လုံလမ်းမကို10အင်ကျော်လိုက်တာနဲ့လမ်းမကိုဒဲပေါင်တဲ့အင်တလုံးဖြစ်ပါတယ်။ဒါကတော့မြောက်တကုံ35ရပ်ကွက်မှာ စောက်ထားတဲ့အိမ်တလုံးပေါ့နော်ဒီအိမ်တော့ကျွန်တော်ဒနာရွှေနံ construction ကနေပြီးတော့စောက်လို့တာဖြစ်ပါတယ်ကျွန်တော် swell tax ရဲ့100%ကျွန်တော်ဒီ structure design အစကျွန်တော်တို့ဒီခိုင်မာမှုကိုတရားရခံတော့အမခန့်တဲ့အိမ်တလုံးဖြစ်တယ်ပြီးတော့ရင်ကျွန်တော် design ရောအရည်သွေးရောပြောစရာမလိုအောင်ကောင်းတဲ့နေရာရောကောင်းပြီးတဲ့အိမ်တလုံးပဲဖြစ်ပါတယ် ဆိုတော့အခုကျွန်တော်မြင်ရတဲ့ဒီဇိုင်းအတိုင်းပဲကျွန်တော်ဒါ classic design ဖြစ်တယ်တကယ်ကိုအယောင်မှာ elegant ဖြစ်တယ်ဘာလို့ဆိုအဖြူရောင်ရယ်ရွှေရောင်ရယ်ပြီးတော့ရင်ကျွန်တော်ကျွန်းနည်းနည်းပပကိုမြင်ရပြီးတော့တကယ်ကိုတော်တော်ငြိမ့်နေပါတော့ဒါကျွန်တော်လူကြီးပိုင်းလေးတော်တော်ကြိုက်တယ်ဘယ်လိုအာလူမျိုးအတွက်မဆိုမျိုးလုံးထဲမှာအေးပြီးတော့အရန်ကိုကျွန်တော် elegant ဖြစ်တယ် class ရှိတယ်ဆိုတော့ vibe မျိုးကိုရတဲ့ classic design ဖြစ်ပါတယ်ဒီမှာကိုယ့်ရဲ့ဧည့်သည်တော်များလာတယ်ဆိုရင်လည်း အာဒီမှာကားကိုထားလို့ရတဲ့အပြင်ဒီမှာ chance you design ရတာနှစ်ထပ် design ပေါ့နော် chance you နှစ်ထပ် design ကိုဒီမှာဆိုရင်ဒါဆိုရင်တန်အူ solid ဒါ hollow လုံးဝမပါဘဲနဲ့ရွှေအောင်နဲ့အဖြူရောင်အာတုံးထားတော့မြင်ရမှာဖြစ်ပါတယ်ပြီးတော့ကျွန်တော်အပေါ်က chance you ဆိုရင်ဒါ plate suju နှစ်ထပ်ပေါ့နော်နှစ်ထပ်နဲ့ဒီတကား design အစားကြည့်လိုက်တော်တော်လေးကိုကျွန်တော်တို့အာ royal ဖြစ်တယ်ဆိုတဲ့ feeling ကိုရမယ်အိမ်မျိုးပေါ့နော်ဆိုတော့ဒီမှာကျွန်တော်ဝင်လိုက်တာ ਨੇ ဒီမှာတော့ car crash တစ်ခုဖြစ်ပါတယ် ဒီအိမ်လုံးမှာကျွန်တော်တို့ facility အနေနဲ့ဒီဘက်ဒါကျွန်တော်တို့ 25kV နီးစပ်ပါပါပြီးသားအဲ့ဒီပြင်ကျွန်တော်တို့ inverter နဲ့ battery ပါထည့်ထားတာကိုမြင်ရမှာဖြစ်ပါတယ်ဒီကျွန်တော် battery တို့ဘာလို့လဲကျွန်တော်တို့မီးစက်တွေအစားကျွန်တော်အိမ်မကြီးပြင်ဘက်ကိုထုတ်ထားတဲ့အားတချက်ကတော့ကျွန်တော်ဒီရဲ့ဖြစ်ပေါ်လာနိုင်တဲ့အန်တီတွေကိုလည်းကျွန်တော်တို့အိမ်မကြီးရဲ့နေအပြင်ကိုထုတ်ထားတယ်လို့ဖြစ်တယ်ဒါမဲ့သူ့ကိုကျွန်တော်တို့ဟိုဒီမှာမိုးလုံးလေးလုံးတေချာကိုထားထားတာကိုကျွန်တော်မြင်ရမှာဖြစ်ပါတယ်ဒီထဲအမှန်ရတဲ့အနေနဲ့ဆိုရင်ဒါကျွန်တော်တို့အာ 300AH မီးပြတ်သွားတယ်ဆိုရင်လည်းအနည်းဆုံး၄နိုင်အဲကောနှလုံးကောင်းအောင်သုံးလို့ရတယ်ပြီးရင်ဒါကျွန်တော်အဝီစီသွေးရော ground tank ဆိုရင်အာကျွန်တော် gallon 1200အထိအဆန့်နော်ဆိုတော့ခုနကျွန်တော်ကြည့်ခဲ့တယ်လို့ဒါလမ်းအနေပြီးတော့ခြံအမြင့်ထားပြီးတော့အိမ်မကြီးကိုလည်းဒီလိုကျွန်တော်တို့အနည်းဆုံးတပေခွဲလောက်ထပ်မြင်တိုင်းတအိမ်လုံးကလည်းဒါကျွန်းတွေကို share မှ share သုံးထားတဲ့အိမ်တလုံးပဲဖြစ်ပါတယ်ဒါဆိုကျွန်တော်အထည်တက်ကြည့်ပါလား ဆိုတော့ကျွန်တော်တို့ဒါအိမ်လေးကိုတွားပြီးလေ့လာမယ်။ဒီမှာဆိုရင်ကျွန်တော်တို့ဒါချမ်းနေပြီးတော့တော်တော်လေးကိုအိမ်မကြီးကိုမြင့်ထားပေးတယ်။ဒီလိုအိမ်မြင့်ထားပေးခြင်းအဖြစ်အိမ်ကိုတတ်သွားတယ်။အာပြီးသွားရင်ဒါကျွန်တော်တို့တကယ်လို့မိုးတဲထန်စွာရွာခဲ့တယ်ဆိုရင်လည်း easy ပေါ့နော်။ပြီးဒီမှာဒီဇိုင်းရတာကျွန်းဒီကိုမှအဲ့လို simple ဖြစ်တဲ့ဒါကျွန်းပေါင်းတာအကောင်းစားအောင်မှ ရွှေလေးကိုဒီလိုကွက်လိုက်ခြင်းအဖြစ်တော်တော်လေးကို premium ဘူးဖြစ်သွားတယ်နော်။ဆိုတော့ဒါဝင်လိုက်တာနဲ့ဒီနေရာကတော့ကျွန်တော်တို့ရဲ့အေကန်ဖြစ်ပါတယ်။ ီအကန်းနေရာဆိုရင်လည်းဒါကျွန်တော်တို့ကျွန်းရှာထူးတွေကိုတုံးထားပြီးတော့ဒီလိုမျိုးအာကျွန်တော်တို့ရဲ့အဲကွန်းတွေပါပြီးတာပါနော်။ဒီအင်ကတော့ရောင်းမှဖြစ်ပါတယ်။ပြီးတော့အင်ဒါကြော်ညာလေးတစ်ခုဝင်ပြစေ။ဒီအင်ကတော့ဒါကျွန်တော်တနတ်ရွှေနေရနေပြောဆောက်လုပ်တာဖြစ်ပါတယ်။ကျွန်တော် property စီကားနေလဲကျွန်တော်တို့ဒီ realistic photo and video graphing service တွေလဲပြီးနေပါတယ်။ကိုကအမတ်တရနေတော်လကောင်ဆောက်လုပ်ရဲ company အနေနဲ့ဆောက်ပြီးတော့ရင်ကျွန်တော်တို့ commercial အတွက်တော်လကောင်ရိုက်ကူ တိဖြတ်ပြပါတယ်ဆိုကဲအဲ့ဆိုအိမ်မှာစက်ကြည့်ဒီအိမ်မှာကျွန်တော်ခုနပြောကိုးအုပ်ယူဘာလို့ဆိုကျွန်တော်စောက်တဲ့အာအင်ဂျင်နီယာပန်းရှင်အကူကိုနိုင်ရတယ်အင်ဂျင်နီယာဖြစ်တဲ့အတွက်ကြောင့်ဒီမှာဒီတိုင်တွေကိုကျွန်တော်မမြင်ချင်ဘူးဘာလို့ဆိုဒီမှာကော်လန်တိုင်တွေရှိရယ်ဘင်းတိုင်တွေရှိဒါတွေမမြင်ချင်တာပြောဒီအုပ်ယူတွေအိမ်ပတ်လေအကုန်လုံးကအုပ်ယူတွေကကိုးအုပ်ယူတွေနဲ့စောက်ထားတယ်ပေါ့နော်ဆိုတော့ကျွန်တော်အဲ့ဒါတွေကိုတစ်ချက်ချင်းစီလိုက်ပြပေးမှာဖြစ်ပါတယ်ဒီဟာကိုကျွန်တော်ပထမဆုံးကြည့်လို့ရတယ်ဒီအုပ်ယူတွေဆိုရင် ဒီဘက်ကောဒီဘက်ကောအပြစ်ဒါကျွန်တော်ကိုအုပ်ယူဒီနေရာဆိုရင်ဒါ12လက်မအုပ်ယူဖြစ်သွားမှာဆိုကိုအုပ်ယူ12လက်မအုပ်ယူဖြစ်ပြီးတော့ structure ကိုလည်းတရားရခံတော့အမှတ်ခံတဲ့အာအိမ်မျိုးပေါ့နော်ဒီ design အရာရောအခန်းဖွဲ့စည်းပုံအရာရောတော်တော်လေးကိုကျွန်တော်ပုံမှန်40 60ထက်အဲကွဲပြားပြီးတော့ဖတ်နေတာကိုကျွန်တော်မြင်ရမှာဖြစ်ပါတယ်ဆိုတော့ဒီနေရာဆိုရင်ကျွန်တော်လီကားကိုဒီလိုအတက်ယူလိုက်မယ်အစားဒီလိုစောင်းပြီးတော့ဒီကျွန်းဒီနောက်ပြီးတော့ဒီ အဲတံပန်းတွေပေါ့နော်ဒါတွေဆိုရင်လုံးဝဟော်လိုလုံးဝမတုံးထားဘူးရွှေကျွန်းဒါတွေပဲတုံးထားတာကိုကျွန်တော်မြင်ရမှာဖြစ်ပါတယ်ဆိုတော့မြင်ရင်ထက်မှာတော့မိဘခံဒီနေရာတော့ထမင်းစားကန်းအနေနဲ့တုံးလို့ရတယ်လို့ launch အနေနဲ့လည်းတုံးလို့ရတယ်ပြီးရင်ဒါရေချိုးခန်းအိမ်ဒါတွဲရပါတဲ့အခန်းတစ်ခန်းပါမယ်ပေါ့နော်ဒီမှာရေချိုးခန်းအိမ်ဒါတွဲရပါတဲ့အခန်းဒီမှာဆိုကျွန်းပါကီကလကာတွေအဲကွန်းတွေအကုန်ပါပြီးသားဒီအိမ်မှာအဲကွန်းပေါင်းစုစုပေါင်းကျွန်တော်တို့၁၀လုံးထိပါတယ်ပေါ့နော် ဒီမှာ lighting ပေါ့နော်ဒီအိမ်မှာကျွန်တော်ခံစားမိရတော့၄ယောက်တခုကောင်းတယ် lighting တခုကောင်းတယ်ဒီမှာတော့ဒါကျွန်တော် wardrobe ထားလို့ရတယ်ပေါ့နော် wardrobe ထားမယ်ပြီး YouTube အင်တာလေးပြတယ်ဒီကျွမ်းအိမ်လာကျွန်တော်အမြင်နဲ့အကြိုက်ဆုံးကဒီလိုရေကျွမ်းအိမ်လာလင်းနေတာကိုကြိုက်တယ်ပြောမှဆိုရင်လောကရင်ကလာကချရတယ်ပုံမှန်အနေထားဆိုရင်ဒီလိုလင်းပြီးတော့ဗနေပေါအကြေးကြီးဖြန့်ထားတာကိုကြိုက်တယ်ပြီးမှဒီပစ္စည်းတွေကဒါ Yodia brand cotton တစ်စိတ်တွေကိုပဲကျွန်တော်တို့သုံးထားတယ်အဲနောက်ဆုံး tap ဒီ shower ဒီအစပေါ့နော် ဆိုဒီနေရာတော့ကျွန်တော်ဧည့်တယ်တော့လည်းကောင်းကျွန်တော်လူကြီးအလီကားတွေအရင်မတုံးချင်ဘူးဆိုတော့ဧည့်တယ်တော့လူကြီးတွေအတွက်ကျွန်တော်တို့မြင်မြင်ထက်မှာဒီချိုကအနေနဲ့တွဲရတခန်းပါမယ်ပြီးတော့ရင်ဒါမိဘခန်းမိဘခန်းနေရာမှာဟိုမှာကျင်းဒါဆိုအနည်းဆုံးကျွန်တော်တို့အကူပေဆေးပေလောက်ရှိတဲ့တကားပေါ့နော်ဘာလို့လဲဆိုတော့မိဘနဲ့ဒီလိုဖွင့်ထားမယ်ဆိုရင်တော့ဒါ space အရာကျယ်သွားမယ် အမြင်အရလည်းကျေသွားမယ်ပိတ်ထားမယ်ဆိုရင်ဒီရဲ့အညော်ဒီအနံ့တွေကိုကျွန်တော်တို့အေကန်တွေမဝင်တော့ဘူးဖြွင့်ထားမယ်ဆိုရင်လည်းအခုလိုပေါ့နော်ဒီနေရာဆိုရင်ဒါကျွန်တော်တို့ရဲ့ဓမင်းစားခန့်လုပ်လို့ရတယ်ပြီးဒီအပေါ်အောက်ဆိုရင်အကုန်လုံးဒါကျုံးဒီကျုံးနေနဲ့ပဲကျွန်တော်လုပ်ထားတယ်ရေရှည်လေးခံတယ်အမြင်မှာလည်းအဖြူနဲ့ကျုံးနေပဲအရန်ကို match ဖြစ်နေတာပေါ့နော်အာဒါမြန်မာလူမျိုးတွေအကြိုက်လည်းဖြစ်တယ်အဲဘေးချင်းဘေးဝင်ကြည့်ကြည့်ပြောမဆွင်တော့တန့်နေတယ်ဆိုတဲ့ feeling ရမှာဖြစ်ပါတယ် ်ပြီးရင်ဒီ Prado ဒစိတ်ကိုပဲ Stoke ကိုဟူရောပါပြီးတော့ဒီဒီမိဘခန်းလင်းတာတခုအဲရေချိုးရင်ဒါလည်းလင်းတယ်မိဘခန်းလည်းလင်းတယ်အဲ့တော့လင်းတော့စိတ်ကကြည်တယ်ဗောနဒီမှာကြည့်လိုက်ဒီပဒင်းပေါက်ဆိုနေဒီလိုအပြည့်နေပါဒီမှာဆိုရင်ပဒင်းပေါက်အပြည့်နေပါခုဒီပါရေတုံးပြီးတော့ရင်တခါကျရင်လည်းအနံ့တွေကတော်တော်လေးများနေတယ်ချက်ပြုတ်တဲ့ဟင်းကြောင့်မို့ဆိုရင်လည်းပဒင်းပေါက်အကုန်ဖွင့်နိုင်တယ်ဒီမှာလေးဝင်လေးထွက်လဲအရန်ကောင်းနေမှာဖြစ်ပါတယ် နောက်ပြန်မိမှုခန်းမှာအဲကွန်းပါတက်တာပြေပါနော်ဒါကျွန်တော်ပူတယ်ဒီမဲ့စားမယ်ဆိုရင်အဲကွန်းနဲ့ AC စားလို့ရမယ်ဒီဘက်ခြမ်းကတော့ဒါ outdoor area ဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်တို့ရဲ့အဝတ်လျှော်ဇက်ထားမယ်ပြင်ပိုက်တွေဒီ socket တွေပါတဲ့အပြင်ဒီမှာကြည့်လိုက်ဒါအိမ်မကြီးကနေပြောအနောက်ဘေးဆင်းမယ်ဆိုရင်ဒီလို20 30ဆင်းတော့ဆင်းပြီးတော့ဒီအနောက်ဘက်ဆင်းလဲလုံးဝအာ dress စနစ်တွေကိုလည်းတခြားဖုံးထားပြီးတော့အိမ်တစ်ခုလုံးကိုကျွန်တော်လုံခြုံရေးအရာရော အဝတ်လန်းဖို့အတွက်ရောအားလုံးအဆင်ပြေမြင့်နေရအောင်ကျွန်တော်တွေ့ရမှာဖြစ်ပါတယ်။ဆိုတော့ဒီဘက်မှာတော့ဒါ mid room တခန်းပေါင်းမှာဖြစ်ပါတယ်။ဒီ mid room ကလည်းရေချူခိုင်အင်တာသူကလည်းသူတွဲရပါပြီးသားပေါ့နော်။ဒါရေချူခိုင်အင်တာကတော့ကျွန်တော်တို့အင်ရှင်နဲ့တွားပြီးတော့ပေါင်းသုံးစရာမလိုပြီးတော့အတူအတွက်အဲ့ဒါကျွန်တော်တို့ပတင်းပေါက်ရဲ့အပြစ်အလင်းရောင်ကောင်းကောင်းနဲ့အဲကွန်တက်ပေးခြင်းလည်းရတယ်ပန်ကာထည့်ပေးခြင်းလည်းရတယ်စတိုးအနေနဲ့တုံးမယ်ဆိုရင်လည်းအဆင်ပြေမြင့်နေရမှာပေါ့နော်ပြီးဒီအိမ်ကတော့ကျွန်တော်တို့ရောင်းမှာဖြစ်ပါတ ဇင်းနှုန်းကတော့ဒါဗီဒီယိုအဆုံးမှာပဲပြောပြမိမှာနော်ဆိုဒီအိမ်ကတော့ရောင်းမှာဖြစ်ပါတယ်ဇင်းနှုန်းကတော့ကျွန်တော်ဗီဒီယိုအဆုံးမှာပဲပြောပြမိမှာနော်ကျွန်တော်ဒုတိယအလားတက်ကြည့် let's go ဒီနေရာတွေကတော့ကျွန်တော်တော့ပိုလေးယူသဘောကြတယ်ဘာလို့ဆိုဒီလိုအဝိုက်လေးယူထားရဲ46ဆင်မှာဒီလိုမျိုးဖြစ်အောင်ဖန်တီးနိုင်တယ်ဆိုတာလည်းဒါဟိုကျွန်တော်တို့လေးယောက်ဒီဇိုင်းကအများကြီးကျွန်တော်စဉ်းစားပြီးတော့လုပ်ထားတာကိုခံစားမိပါဖြစ်ပါတယ်ပြီးတော့ဒီနေရာလေဆိုရင်လုံးဝတောင့်တင်းခိုင်မာမှုကတော့ တော့ပြောစရာမလိုဒီအိမ်မှာကျွန်တော်ခုနဗီဒီယိုအစမှာပြောခဲ့တယ်လို့ပဲ design location quality quality ပေါ့နော်တော်တော်လေးကောင်းတယ်အာတော်တော်လေးအမှတ်ကန်ချက်ရှိရဲ့ဒီမှာပြင်ရဆိုရင်တော့အတိုင်ပြောက်ပေါ့နော်တအိမ်လုံးမှာတိုင်နေပါညာမမြင်ချင်တာဖြစ်တဲ့အတွက်ကြောင့်မို့ဒီအုပ်ယူတွေကိုကိုးအုပ်ယူ၁၂အုပ်ယူတွေအာတုံးထားတာကိုကျွန်တော်မြင်ရမှာဖြစ်ပါတယ်ဆိုတော့ second floor မှာတော့ဖျားကန်းတခန်းရဲ့ကျွန်တော်အိမ်ခန်း၃ခန်းပါမယ်ပြီးဒီဘက်မှာတော့ဒါကျွန်တော်တို့တကားတွေအစပေါ့နော်တော်တော်လေးကို ျွန်းတွေတုံးထားတယ်။ဒါဒီနေရာတော့ကျွန်တော်အပေါ်မှာ roof ဖြစ်သွားတာဖြစ်တဲ့ကြောင့်ကျွန်တော်တို့ဘုရားကျောင်းဆောင်တော့ဒီနေရာကိုကျွန်တော်တို့ဟိုရထားပေးတာဖြစ်ပါတယ်။ဘုရားကျောင်းဆောင်မှာဆိုရင်မကြည့်လိုက် floor to ceiling ပေါ့နော်။ ceiling to floor လို့ပြောရမှာ floor to ceiling အပြည့်မှန်တွေကိုတုံးထားပေးတာဖြစ်ပါတယ်။ပြီးတော့ရင်ဒီလို UV 100% cover လုပ်ပေးနိုင်တဲ့အဲကျွန်တော်ကလကားတွေအဲကွန်တွေတခြားတဲ့ထည့်ထားပေးပြီးသားဖြစ်တယ်အဲပြီးရင်ဒီဘက်မှာဆိုရင်ဒါကျွန်တော် YouTube အင်တာတွဲပါတဲ့အခန်းတစ်ခန်းပေါ့နော် အစွန်းတော့ YouTube နဲ့တွဲပါတဲ့အခန်းနဲ့ပြတယ်။ဆိုတော့ကျွန်တော်တို့ property C ကနေပြီးတော့ BSN ကနေပြီးတော့ကျွန်တော်တို့အိမ်ရောင်းတဲ့အချိန်မှာဒါကျွန်တော်တို့ one stop service ကိုကျွန်တော်ပြီးမှဖြစ်ပါတယ်။ရှေ့နေဆိုင်ရက်ဆိုင်ဆာရန်လည်း100%ကျွန်တော်အမခံနိုင်တဲ့အိမ်ဒီဒီ service ကိုလည်းကျွန်တော်ပြီးမှဖြစ်ပါတယ်။ဆိုတော့အိမ်ကြည့်ပြီးတော့အိမ်ဝယ်မယ်ဆိုရင်လည်းစိတ်ချလက်ချဒီရှေ့နေဈေးပါစဉ်းစားစီရမလို့ပဲနဲ့ကျွန်တော်ဆီမှာဝယ်လို့ရပါတယ်။ရှောင်းလို့အပ်လို့ရပါတယ်။ ဆိုတော့ဒါကြော်ညာလေးတစ်ဖြတ်ပေါ့နော်ပြောမှဆိုရင်တော့ floor လို့ ceiling လဲဒါလည်းကျွန်တော်တို့ lighting ကောင်းကောင်းဝင်နေပေါ့ဆိုရင် lighting တစ်ခုဝင်နေကို lighting မကြိုက်ဘူးဆိုရင်ပိတ်ထားလို့ရတယ်ပုံပုံမှန်အနေထားဆိုရင်အကုန်လုံးပတင်းပေါက်ဖွင့်နိုင်လူတယောက်ရဲ့စိတ်ကအများကြီးအများကြီး energy ရတယ်ပေါ့နော် positive ကိုရတယ်အဲပြီးရင်သူ့ရဲ့ရေချူခန့်အိမ်ထဲမှာဆိုရင်ကျွန်တော်တို့ကပတ်သက်ပါပါပြီးသားပေါ့နော်ကျွန်တော်အင်တာဒီမှာဆိုရင်ပတင်းပေါက်ကိုအပြည့်ဖွင့်တာ လင်းထိန်နေအောင်တော်တော်လေးကိုနေလို့ကောင်းတယ်ချက်ပြီးရှာပါတွေကလည်းကျွန်တော်တို့တကယ် quality ကိုပဲကျွန်တော်ဦးစားပေးပြီးတော့တုံးထားတာမရမှာဖြစ်ပါတယ်ဆိုတော့အခုကကျွန်တော်ဒီတခန်းပြီးတော့ရင်ကျွန်တော်နောက်တခန်းတက်ပြမယ်လေဒီ walkway ပေါ့နော်ညီမကြီး walkway တခုလုံးကအဲ့လိုကျင်းနေတာမျိုးမရှိ walkway ကကျယ်လေဆိုရင်ဘာလို့လဲလူတယောက်ကဟိုစိတ်တက်တောင့်တက်တာရှိတယ်ဒီပါဆိုရင်ဘာလို့ဒီ space ကလည်းဒီဒီမှာဆိုတော့ void လို့ hall လို့ ဒီနေရာလေးလည်းအဲ့လိုမျိုးလွတ်နေအဲ့လို space ကတော်လေးကိုမြေလို့ထိုင်လို့ကောင်းတယ်အခန်းလေးရလည်းအရန်ကြီးကျဲပြီးတော့ဟိုဒီတိုင်းခုခုလုံနေလို့မဖြစ်ဘူးနော်သူဟာနေသူ compact ဖြစ်အောင်လုပ်ထားတယ်ဒီနေရာဆိုရင်လည်းဒါကျွန်တော်တို့၃ပေလောက်ထိအဲဒီလိုမျိုးကျွန်တော် eco wood တွေနဲ့အလဆင်ရအောင်နော်ဒီအိမ်မှာတော့ကျွန်တော်ခုနဆက်ဆောင်ဝင်လာခဲ့တဲ့တကားဆိုရင်ဒီလိုကျွန်းနဲ့ရွှေနဲ့အဖြူနဲ့တက်သားနဲ့ရွှေနဲ့အဖြူနဲ့တော်တော်လေးကို elegant ဖြစ်တယ်မျိုးလုံးနဲ့တော်တော်လေးကို ေးရအိမ်ဆောက်မယ်ဆိုရင်အငိမ့်ပေါ့အငိမ့်လိုင်းလိုချင်တယ်ဆိုရင်ဒါကိုကျွန်တော်တို့ရေးရှယ်လို့ရတယ်ဒီအခန်းကတော့အာပတင်းပေါ့ဒီပါညာပါပီတာတောင်ကန်တခန်ဖြစ်ပါတယ်ဒီမှာကြည့်လိုက်ပြီးရင်ဒီခေါင်းရင်းပတ်ချမ်းဆိုရင်လည်းရေရွှင်ရှင်းလေးပဲအာလမ်ပါမယ်လမ်ပါပြီးတော့ဒီလိုမျိုးကျွန်တော်တို့ Marvel texture နဲ့ကျွန်တော်ကတ်ထားပေးရအောင်နော်တော်လေးလဲဒီလုံးတဲ့အေးရေဒီချိုးအိမ်တိုင်းပြပါမယ် အတူရေချွန်းကအိမ်တော်မှာဆိုရင်ရေဘူးရေပါပြီးတာဒီနာမဆို wood wood ပုံစံပေါ့နော် wood ပုံစံနဲ့ဒီလင်းတစ်ထင်းနဲ့တတရဲရဲကိုရှိတယ်ဆိုတော့အခုကျွန်တော်တို့ ground floor ပြီးရင် second floor မှာအိမ်ကန်သုံးခန်းပြီးဘုရားကန်တစ်ခန်းပါမယ်ပြီးရင် veranda အခြေတစ်ခုပါမယ်အဲ့ဒါလေးလည်းပြောပြမယ်လားဒီဒီနေရာရှောက်ရကျွန်တော်ခုနပြောတော့ဒီနေရာမှာဆိုအိမ်မှာနေရတာလောင်တယ်ကျဉ်ကျက်တယ်ဆိုတဲ့ feeling ပြောင်းသွားဆိုလင်းတယ်ဒီနေရာရှင်တာအများကြီးလင်းထိန်တယ်ဒီကနေလည်းလင်းထိန်တယ်အဲ့လိုပေါ့လင်းအောင်ရှာတယ် ကဲဆိုတော့ဒါအပြင်ဘက်ဝရန်တာအချက်ပေါ့နော်ကျွန်တော်ကြည့်လိုက်ဒီ line တွေကျိုးတွေထိုးထားတဲ့နေရာဆိုရင်လည်းတော်တော်လေးကိုအငြိမ့်ရပေါ့နော်အဲ့လိုဟိုကနှုတ်မျိုးစုံဆိုတာမျိုးတဲ့ line လေးငြင်းငြင်းလေးနဲ့ဒီနေရာဆိုရင်လည်းဒါစနစ်အုပ်ယူကြည့်ကျွန်တော်ယူထားတာမရမှာဖြစ်ပါတယ်ဟိုးအရှိတီးပေါ့နော်။ဘာလို့ဆိုအပြင်းနဲ့ကြည့်လိုက်ရင်ဒီကဒူးနဲ့ဒဲနဲ့အာခိုင်ခန့်နေဆိုတဲ့ feeling ကိုလည်းပြီးတဲ့အပြင်တကယ်လည်းကျွန်တော်ကူးအုပ်ယူစနစ်အုပ်ယူ foundation ကလည်းဒီအကုန်လုံးက combine footing ပေါ့နော်။လောက အာ street fooding combine fooding နဲ့လုပ်ထားတယ် single fooding နဲ့လုံးဝသုံးထားတာမရှိဘူးဆိုတာအကျွန်တော်အိမ်လာကြည့်မယ်အိမ်လာဝယ်မယ်ဆိုရင်လည်း structure design တွေ architecture တွေအကုန်လုံးကိုကျွန်တော်တို့ကြားရခိုင်တော့ဒါတနတ်ရွှေနဲ့နေပြီးတော့ပြပေးမှာဖြစ်ပါတယ်ကဲအဆင်တော့ကျွန်တော်တို့ဒုတိယအလွာပြင်တတိယအလွာတက်ကြည့်မယ်လာဆိုတော့ဒီတတိယအလွာရဲ့ဒါ high ceiling ရတော်တော်လေးကိုလှပြီးတော့ဟိုဘက်ကျွန်တော်မီးဆိုင်ပေါ့နော်ဒီမီးဆိုင်ရတယ်တော်တော်လေးကိုကျွန်တော်တို့ မြင်နေကြမီးဆိုင်မျိုးမဟုတ်ဘောနော်ဟိုလူအရှန်ဒီလီယာအဲ့လိုတွဲလျောင်းကြနေတာမျိုးမဟုတ်ဘူးဒါပေမဲ့တော်တော်လေးကိုဒီအိမ်နဲ့ match ဖြစ်တယ်လို့ခံစားရတယ်။ဒီနေရာဆိုရင်လည်းဒါအလင်းဝင်ဖို့တော်တော်လေးကို lighting ကောင်းတယ်။ဆိုတော့ဒီဒီဒုတိယအလွာမှာအိမ်ခန်း၃ခန်း ground floor မှာတခန်း၄ခန်းဒီမှာတခန်းပေါ့နော်စုပေါင်းကျွန်တော်တို့အိမ်ခန်း၅ခန်းထိပါတယ်လို့ပြောလို့ရတယ်။ ဒါဒီမှာလည်းအပေါ်ဆုံးပါလေဒါ master bedroom ပဲဒီကျူကအင်တာတွဲပါလေအိတ်ခန်း၅ခန်းလေးပါနော်မှတ်ကြည့်လိုက်ဒီနေရာဆိုရင်ဒါရွှေနဲ့လောက်တာဒါကျွန်တော်ဒီတိုင်းချိန်မယ်ဆိုရင်ဘာမှရှိဘူးဆိုမဲ့ဒီကုန်ကျစရိတ်ကြီးအများကြီးရယ်ဆိုအကုန်လုံး aluminum တွေနဲ့လောက်ထားတယ်ဒီမှာကျွန်တော် marble texture နဲ့ easy ဟိုတော်တော်လေးညင်နေအိမ်ထဲမှာနေရတယ်လူကြီးတွေအတွက်ဆိုရင်တော်တော်လေးကြိုက်နေပုံစံမျိုးပေါ့နော် ကဲဒါကတော့သူ့ရဲ့ရေချိုးခဲအိမ်ဒါကတော့ဒါကျွန်တော်ချွေထူးပြောစရာမလိုတော့ဘူးကဲအဆင်တော့ဒါဒီဘက်မှာ gym ခန်းတစ်ခန်းရှိရဲဒါ common wc ပေါ့နော်ဒီကြည့်လိုက်ဒါအပေါ်အလွာမှာရှိတဲ့လူတွေတုံးလို့ရအောင်အာလောက်ထားပြည့်တယ်ဖြစ်ပါတယ်ပါဆိုရင်ရှေ့မှာလည်း outdoor ရှိတယ် outdoor မှာလည်းဒီသာဆို activity တွေလုပ်လို့ရတယ်ဒီနားမှာဆိုရင်ဒါ entertainment room လုပ်လို့ရတယ် gym လုပ်လို့ရတယ်အခုခက်ပါတော့ ကျမရေးရတော့အရင်အရေးကြီးရပါနော်ဒီမှာကြည့်လိုက်ဒါဆိုရင်ပတင်းပေါက်လေးအလင်းဝင်လင်းထွက်လဲကောင်းတယ်ဒီမှာကွာ KTV လုတ်ချင်လဲရတယ်အာ home theater လုတ်ချင်လဲရတယ်ပြီးတော့ရင် gym ပေါ့နော်ပစ္စည်းတွေကိုအသုံးပြုထားပြီးတော့ gym လုတ်လို့ရတယ်ပြီးတော့ကျွန်တော်တို့ outdoor space တွေလည်းပြောင်းပါမယ်လားဒီမှာဆိုရင်တော်တော်လေးကိုယူထားတဲ့ space တွေပေါ့နော်ရှေ့နောက်အာဒီပင်ညာတွေအခန်းဖွဲ့စည်းပုံယူထားတာတကားတွေအစားပေါ့နော် ဒါကတော့ကျွန်တော်တို့ရဲ့ဒီအောက်ဒိုဟိုဘယ်ကနီအကြီးဖြစ်ပါတယ်ပြမဆက်လက်အပြင်အကြီးပါနော်ဒီအိမ်ကတော့ကျွန်တော်သုံးထပ်ဆက်လက်ဖြစ်ပါဆက်လက်အပြင်ဒီဘက်မှာဆိုရင်လည်းဒါဘာဗီကျူးအေရီယာလုပ်လို့ရတယ်ပြီးတော့ရင်ကျွန်တော်တို့ဒီမိသားစုနဲ့ activity လုပ်တဲ့အချိန်မှာဘေးစင်းမှန်ပြီးအစကျွန်တော်တို့ထည့်ထားပေးပြီးတော့အပေါ်မှာ roof မှာလည်းကျွန်တော်ပြဆရာရှိသည်နောက်တစ်ခုကဒီကြောင်လေးလေးကားပါနော်ဒီကြောင်လေးလေးကားရဲ့ ပုံမှန်ကြောင်လေလေကနည်းနည်းနဲ့တယ်လို့အမြင်နဲ့ကျွန်တော်တို့အိမ်ကြီးတန့်ခံစားဒါပေမဲ့ဒီကြောင်လေလေကတော့မကျင်းကျွန်တော်တို့ပြီးတော့ဒီနင်းပြားတွေလည်းအကျယ်ကြီးတွေဒီစစ်စစ်ပဲကဲဒါတော့ကျွန်တော်အပေါ်ဆုံးရဲ့ roof ဖြစ်ပါတယ်ဒီ roof မှာကိုကဆိုလာသုံးချင်လဲရှာတယ်အဲကိုကြိုက်တာသုံးလို့ရတယ်ဒီမှာဆိုရင်ကျွန်တော်ကြွေပြားတွေအစားစခြင်းကြောက်ပါတဲ့ကြွေပြားတွေကတ်ထားပေးတဲ့အပြင်ဒီမှာ overhead တန်ကို garland 400 400ကျော် garland 800 ပါပြီးတော့ရည်သန့်ပေါ့နော်ဒီအိမ်မှာတော့ကျွန်တော်တို့ဒီအိမ်၃မီတာလဲပါပြီးတဲ့အပြင်ဒီလူမျိုးကျွန်တော်တို့ဒီဂျူးဖြိုကိုအဝေးစီးရောရတဲ့ရည်ကိုပြန်ပြီးတော့ filter လုပ်ပြီးတော့တုံးလို့ရတယ်ဆိုတော့ကျမရဲ့အတွက်လည်းကောင်းမယ်ဒီမှာဆို renew တစ်စိမ့်နဲ့ရည်ဘူးဆက်နှလုံး pressure pump တွေပေါ့နော်ဆိုဒီအိမ်ကတော့ကျွန်တော်မြောက်တကုံလူကြိုက်အများဆုံးဖြစ်တဲ့35ရွက်မှာရှိတယ်ဈေးနှုန်းကတော့3000နဲ့2000 ရောက်မှာဖြစ်ပါတယ်။ဆိုတော့ဒီလူအိမ်ပုံစံမျိုးစောက်ကျင်နေဆိုရင်လည်းဒနာရွှေနှန်းကိုကျွန်တော်တို့အပ်လို့ရပါဖြစ်ပါတယ်။ဒီဒီဇိုင်းကတော့ဒါ premium package တိမှာအာစောက်ထားတဲ့အိမ်ဖြစ်ပါတယ်။ဆိုတော့ကျွန်တော် property စီကားနေပြီးတော့လည်း one stop service ဝယ်ယူနေဆိုရင် ကျွန်တော်တို့ရှင်းနေစေငိမ်းဒါကျွန်တော်တို့ရောင်းဝယ်ဒီမှာဖြစ်ပါတယ်ဆိုတော့အားလုံးကိုကျေးဇူးတင်ပါတယ်အရင်အသေးစိတ်ဒီအများကြီးကြည့်ချင်နေဆိုရင် property ဒီအများကြီးကျင်နေဆိုရင် PSN property listing မှာတွားရောက်ကြည့်ရှုလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာကျွန်တော်ပြန်တွေ့ပါမယ်ခင်ဗျာစင်းလုံးလုံး